အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးအတွက်23ရက်7လ2025ကနေ29ရက်7လ2025အတွင်းမှာကြုံလို့ရမယ်တပတ်စာကံကြမ္မာဟောကိန်းကိုကနတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေပေါ့လေအဲဒီတပတ်တာကာလမှာဘယ်လိုကံတရားလေးတွေကြုံလို့ရတယ်လဲပေါ့နော်အဲ့တော့ဒီဘက်ကကလာကအင်္ဂါသာသမိတွေတော့ကံတရားရဲ့ထပ်ပေါ်မှုအပြေအဝရတဲ့ရတဲ့ဘက်ကကလာတွေမှာပါနေတာတွေ့ရတယ် အထုပိအင်္ဂါတာသမိတကနေမှအစိုးရဝန်ထမ်းတွေသာဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာရာထူးကြီးကြီးမားမားတိုးတက်တဲ့ဂိမ်းတွေရှိတယ်တချို့တွေဆိုတော့မှနိုင်ငံတော်အဆင့်အထိအဲတိုးတက်သွားတဲ့အနေအထားတွေကြုံရတဲ့ဂိမ်းတွေမှပါတယ်ပေါ့နော်အဲရာထူးတို့ဆောင်းမွေးတွေဖြစ်ရင်တခြားဘောက်အောင်အောင်မယ်ဆိုတဲ့အနေအထားတွေကြုံရတာပေါ့အတက်ပညာကိုအခြေပြုပြီးလောက်ကနေတဲ့သူတွေဆိုရင်လက်ရှိရောက်နေတဲ့အဆင့်အထိနောက်တစ်ဆင့်မြင့်မားတဲ့အနေအထားတွေကြုံရနေမယ်ပညာရေးတွေဘာတွေနဲ့ပတ်သက်ပြီးလိုက်စားတဲ့သူတွေဆိုရင်ဒီကာလမှာဘွဲ့တူဂုံတူစုစည်းရရရှိပိုင်ဆိုင်ရတာတွေကအစအဲជីဒီမမ အတက်ပညာနဲ့ပတ်သက်ပြီးအောင်မြင်ဖြစ်ထမဲ့ကိန်းတွေမှာသွားပါတော့တော်တော်လေးအားကောင်းတယ်ဗျာအင်္ဂါသားသမီးတွေပေါ့လေအဲ့တော့စာမွေးဖိစရာရှိတဲ့သူတွေဖြစ်ဒီကလာမှာအောင်အောင်မယ်ဆိုတဲ့အနေအထားတွေရှိတယ်ဘဝလူကုံလူစုတဲ့တွေရရှိတတ်တယ်တချို့စာလမ်းပြည့်စုတဲ့သူတွေဆိုဒီကလာမှာ PC ပြီးတော့တကယ်အဲဘဝလူကုံလူတွေလက်ခံရရှိရတတ်တယ်တချို့တွေဆိုရှိသေးတယ်နိုင်ငံတော်အချင်းချင်းနဲ့ဘဝလူကုံလူစုစိတ်တွေတချို့ကတော့ပြိုင်ပွဲတွေကျင်းပတဲ့သူတွေပေါ့နော်အာသာပြိုင်ပွဲတွေဖြစ်စေပေါ့အဲ့လိုပြိုင်ပွဲတွေမှာမိမိတို့ဘက်ကအနိုင်ရရှိပြီးစုစိတ်တွေလက်ခံရရှိ ပိုင်ဆိုင်ရတဲ့အနေအထားတွေအစားကြုံရတဲ့ဂိမ်းရှိတော့အင်္ဂါသာသမီတွေကိုစားဝမ်းသာဖို့ကောင်းတယ်။ဘာမှစိတ်မပူပါနဲ့နော်။အဲ့တော့အလုံးနဲ့ပတ်သက်ပြီးပြောကြပါစို့ဗျာနော်။ဒီကနေ့မှာအင်္ဂါသာသမီတွေလေးကိုပိုင်စီးပွားရေးတစ်ခုလောက်စတင်အကောင့်နဲ့ပေါ်ပြီးလုပ်မယ်ဆိုရင်အကောင်းဆုံးသောအကောင်းဆုံးသောကာလဖြစ်တာတော့တွေ့ရတယ်ဗျ။အထူးသဖြင့်ခီးသွွားလုပ်ငန်းလေးတွေဗာလေးတွေလုပ်ရင်ပိုကောင်းတယ်နော်။ခီးသွွားလုပ်ငန်းခီးသွွားလုပ်ငန်းဆိုတဲ့အခါမှာကားနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေပါမယ်။ဟိုတယ်တက်ခုကံဒီလိုကိစ္စလေးတွေပါမယ်နော်။ဆိုတော့အားလေးတွေလုပ်လို့ကောင်းတယ်။ပြီးတော့ ဟိုအင်္ဂါနံလို့ခေါ်တာဗောနော်အစားအသောက်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအမှန်တန်ကောင်းတယ်ဗျအစားအသောက်လုပ်ငန်းတွေရင်းနှီးမြှုပ်နှံပြီးတော့စတင်အကောင်းတယ်ဟောပြီးလောက်တာဖြစ်စေအစားအသောက်ဆိုင်တွေဖွင့်တာဖြစ်စေတအားကောင်းတယ်ဒါအပြင်စံပွဲရုံတို့စီပွဲရုံတို့ဖွင့်လိုက်တာမျိုးတွေတို့ဆက်သုံးစီတွေရောင်းလို့ဆက်သုံးစီဆိုင်တွေဖွင့်တာတွေတို့နော်ဆက်ပစ္စည်းတွေရောင်းတာတွေအစားအမှန်တန်အကျိုးပေးတဲ့ကာလတွေမှာပါတယ်အဲ့ဒီလုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံပြီးတော့လုပ်ပြအောင်လုပ်စေချင်တယ်ဗောဒါအပြင်ဘာသာစကားနဲ့ပတ်သက်တဲ့သင်တန်းကျောင်းတွေကိုယ်ပိုင်ကျောင်းတွေဖွင့်တာမူကြိုးတွေပါတယ်ဖွင့်တာတွေကလည်းအမှန်တန်အကျိုးပေးတာဗော အဲ့လိုပြည်နိုင်တဲ့ပတ်သက်ပြီးလုပ်တဲ့သူတွေဆိုဒီကရမှာအရန်ရန်ကောင်းတယ်ဒီမန်ဒေတာပို့ပြီးတဆင့်မြင့်တဲ့ကန်တရားကိုရရှိပိုင်ဆိုင်နိုင်မယ်နာမည်ကောင်းဂုဏ်သိက္ခာကောင်းတွေရရှိပိုင်ဆိုင်တတ်တဲ့အနေအထားတွေဖြစ်လိမ့်မယ်ဒါအပြင်မဆုံတာမတွေ့တာကြာပြီးဖြစ်တဲ့မိတ်ဟောင်းဆူဟောင်းတွေနဲ့ပြန်လဲစုံသီးရတာတို့ချစ်သူဟောင်းဤသားဟောင်းတွေနဲ့ပြန်စုံသီးရတာတို့ကိုချစ်သူကိုအိမ်တော်ဟောင်းတွေကိုပြန်ပြီးဆက်သွယ်ပြီးကိုစီပြန်လာခြင်းတို့ဆိုပြီးတော့ပြန်ကမ်းလှမ်းတာတို့ဒါတွေကအစားဖြစ်လာတဲ့ဂိမ်းတွေကရှိတာရှိတာပေါ့လေနော်ဒီလိုလေဆိုရင်မိဘနဲ့တာသမီပြန်ပြီးပေါင်းစည်းရတာ ရာသမားနဲ့တပည့်နဲ့ပြန်ပြီးပေါင်းစည်းရတာဒါရီယာစာစုံစည်းရတဲ့ဂိမ်းလေးတွေရှိတယ်ဝမ်းသာဖို့ကောင်းတယ်အထူးသဖြင့်အင်္ဂါသားသမီးတွေဒီကာလမှာခီးဝေးခင်းနေတစ်ခုတစ်လုံးသွားရတဲ့ဂိမ်းလေးတွေရှိတယ်နော်သွားရင်လည်းကောင်းကောင်းတယ်ခီးရပြန်လာပြီးနောက်ပိုင်းစီးပွားလွတ်လာပါတယ်ပိုတက်လာမယ်ဂိမ်းလေးမှာပါလို့ပါအရေးကြီးတာလေးမှာတရားရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အင်္ဂါသားသမီးတွေအမှုခင်ဖြစ်တာကြာပြီးဖြစ်တဲ့သူတွေတရားတော်ပေါင်းနေရင်ဆန်နေရတဲ့သူတွေဒီကလာမှာအမိတ်ချမယ်ဆိုရင်မိမိတို့ဘက်ကရာမှန်မယ်ဆိုရင်တရားမှာတရားရကန်တော့တေချာပေါင်းလုတ်ကိုလွတ်မြောက်ပါလိမ့်မယ် မနော်ဒါတော့ကိုဒိုင်နကိုကံပေါ့လေမန်လည်းဆိုသူကမတရားကြီးမခံရတာမျိုးမရှိဘဲနဲ့အဲတခြားပေါ့ပြန်လွတ်ကိုလွတ်မယ်ဆိုတဲ့ဂိမ်းပါတယ်အဲ့တော့အမှုမရှိတဲ့သူတွေကြတော့ဒီကလာမှာရုပ်တရက်မမျောနိုင်မနဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အမှုကင်ထားဖြစ်တာမျိုးလင်မြချင်းကွဲမယ်ပြတ်မယ်တို့ဘာလို့ညာလို့လွတ်ပြီးတော့ရုံမောက်ရောက်ဖြစ်တာတို့အဲညီကောင်မတော်အချင်းချင်းပြိပခါဖြစ်တာတို့မိဘနဲ့တာသမီပြိပခါဖြစ်တာတို့ဒီချက်ကတော့အောက်လက်ငယ်သားတွေကိုအကြောင်းပြုပြီးမင်းစိုးရတွေနဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံပြီးတော့ရုံမောက်ရောက်ပြဿနာလိုက်ပါဖြေရှင်းဆောင်ရွက်ရတာတို့အဲဒါမျိုးတွေအားစာကြောင်းရတဲ့ဂိမ်းတွေရှိတဲ့အတွက် အထူးသတိထားပေးအမှုမဖြစ်ရင်ကောင်းတယ်ဖြစ်ရင်ကြာရှည်ဝါတက်တကင်းရှိတယ်ကားတွေဘာတွေမောင်းတဲ့သူတွေသတိထားမယ်ကားအက်ဆီဒန့်ဖြစ်တာကားဆက်မကြခဏပြက်တာမျိုးတွေကိုကလူများကိုမတိုင်လူများကိုလာတတ်တာတွေဖြစ်တဲ့ကိန်းရှိပါတယ်ဂယူဆိုင်ပါမိသတိထားမယ်မိဘအန္တရာယ်ရှိပါတယ်တို့တွေကကိုယ့်ရဲ့အရာကောက်တွေဘာတွေပောက်တာတွေလျှက်ဆစ် short ဖြစ်တာတွေမိလောင်တာတွေတရကြတွေဖြစ်တဲ့တချို့ကကြတော့ကိုတော့မဖြစ်ဘူးတဲ့ကိုယ့်ရဲ့အနောက်တောင်တောင်အောက်ရမှာမိလောင်တာမိလနဲ့တရင်စကားတွေကြုံရကြားရတာမြင်ရတာလေးတွေဖြစ်တယ်တချို့ကမိကူခံရတာလေးတွေမိခတ်ခံရတာလေးပေါ့နော် ဒါမျိုးတွေဖြစ်တဲ့ကိန်းရှိတဲ့တို့ကဂယူဆိုင်ပါရွှေတဲ့ပစ္စည်းလုံးဝအဝင်မတော်ပါဝင်ခဲ့လို့ရှိရင်ခိုက်ပါတယ်ဒီကားမှာရှိတဲ့ရွှေတဲ့ပစ္စည်းတွေတော့မှရန်ထုတ်ရတာတွေအပေါင်းရောက်ရတာတွေဖြစ်တဲ့ကိန်းတွေမှာပါလို့နော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ငွေကြေးကလက်ပိတ်တဲ့ကိန်းတော့မပေါ်ဘူးဒါပေမဲ့ပတ်စံအထွက်တွေပဲရှိနေတယ်ဗျတချို့လေးတွေဆိုရင်ခဏခဏဆိုပြီးတော့ယင်းနေ့တဲ့သူတွေစီကနေပတ်စံတွေပါတယ်ခဏတစ်ဖြုတ်ချင်းငါလဲလဲပြီးသုံးဆရတဲ့အနေထားလေးတောင်ကျွန်တော်တက်တဲ့ကိန်းရှိတာပေါ့အဲတခုလုံးမဲ့ကံမဲ့ဆိုတော့ကြာတာပြည့်တာသမီးတွေနဲ့ပူတွဲတက်မိပြီလုံးမဲ့ မမမမပဖဗဗမပါတဲ့သူတွေနဲ့ပူတဲ့တိုင်ပြီးလုတ်ပြောင်းလုတ်ပေးပါပို့ပြီးတော့ကောင်းတာပေါ့နော်အဲဒီကလာမှာပတ်သက်တဲ့သူဘသူပဲဖြစ်ဖြစ်ပါတနင်္လာသားသမီးစနေသားသမီးတွေကိုကိုကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်အဲတနင်္လာနာစနေနာတွေကိုအကြောင်းပြုပြီးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တတ်တယ်နော်အိမ်တော်ကြီးမှာတော့အများနဲ့လို့လို့ရန်တကြကြဖြစ်တတ်တယ်ဗျကိုလူ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 ပြက်လူ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 နဲ့ပြက်လာမင်းလည်းမပြက်ဘူးတို့တို့တလောင်းနဲ့ကိုထောက်ထားလိုက်ဒီထောက်ထားလိုက်နဲ့အဲ့လိုမျိုးနဲ့ဒေယုတ္တကြီးသွားနေတဲ့ကိန်းထဲမှာပဲကျွန်တော်မြင်မိတယ် ချစ်သူလုံးဝမရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကလာမှာအချိန်မှာအမရန်စမ်းဝင်ပြီးတော့ချစ်တဲ့ခင်တဲ့သူတွေပေါ်လာလိမ့်မယ်ဝိုင်းဝိုင်းလဲလိမ့်မယ်စိတ်ကြညာရွေးချယ်လို့ရပါတယ်အဲကောင်းတယ်ပေါ့နော်ရွေးချယ်လို့ရှိရင်လည်းဒီကလာမှာကောင်းတယ်တချို့ချစ်သူရှိတဲ့သူတွေဆိုတော့ဒီကလာမှာအိမ်တော်တွေပါရကြဖို့အနေထားတွေဖန်တီးလာလိမ့်မယ်တချို့မင်္ဂလာဆောင်ကိစ္စတွေမှာကိုကပါဝင်ကူညီရတာတို့အဲသူတို့သမီးအရန်သူတို့သားအရန်နေရာနေပါဝင်ဆောင်ရတော့လောင်းဖြစ်တဲ့တလို့ခေါ်တာဟုတ်ခီးကောင်းနေသွားလိမ့်မယ်ဖျားဖို့ခီးထွက်တဲ့ကိန်းရှိပါတယ် ရေကိုအရန်သတိထားပေးပါရေလန်းထီးမသွားပါနဲ့ရေကိုအရန်သတိထားပေးထပ်တလဲလဲမှာမယ်နော်အကျမ်းမိုင်းနဲ့ပတ်သက်လို့ရှိရင်တော့အစာရင်နဲ့ပတ်သက်တဲ့ယောဂတော်တော်လေးခရီးဆိုင်ပေးပါအစာရင်ရောင်းတာဥတက်ပေါက်တာဥရောင်းတာဒါမျိုးတွေဖြစ်တတ်တယ်တချို့ကတော့ဝမ်းသွားလို့မရတာတချို့ကဝမ်းသွားလို့မီးအထက်လောင်အောက်လျှော်ဖြစ်တာဒါမျိုးတွေအစားဝမ်းဖိုက်ကိုသွားပြီးဖြစ်မယ်လက်ခေါင်းနဲ့ပတ်သက်တဲ့ယောဂတွေလည်းထပ်ဖြစ်တတ်တဲ့ဂိမ်းရှိတယ်ခရီးဆိုင်ရမှာပေါ့နိုဝင်ဘာ24 25 26 29 28 29 29အမရန်ကန်ကောင်းတယ်ဗျအပြိုင်ဆိုင်အားလုံးကိုကြော်လွားပြီးတော့လူချင်းတဲ့ဘန်းနိုင်ကိုလမ်းကိုင်နေတဲ့အနေထားလေးရရှိနိုင်မယ် ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုအောင်မြင်သာဆောင်ရွက်နိုင်တဲ့အနေအထားလေးတွေရှိမယ်။အရေးကြီးတဲ့စာအစာတွေမှာစာရွက်ထုတ်ဆိုရတာမျိုးလေးတွေရစားပါတော့ကျုံရတယ်။ပြီးတော့ဒီအင်္ဂါနာနဲ့ပတ်သက်တဲ့တောင်မွေးကြီးတဲ့အရာတွေကိုစီကိုဝန်ထမ်းတဲ့ဂိမ်းလေးတွေရှိတယ်။အမွန်နဲ့ရတာမျိုးလေးတွေအဲစုစုပ်ကြည့်လိုက်ကြည့်ရတာမျိုးလေးတွေပေါ့နော်။တခါလဲဝန်ထမ်းတဲ့ဂိမ်းလေးတွေရှိတော့အဝင်တော်တာပေါ့။မဆက်သွယ်မယ့်တရားကတော့အညံ့လေးတွေရှိတယ်ဂိမ်းယူဆိုင်မယ်။ခီးသွားလိုက်ရင်တောင်မွေးရှိတဲ့ရွှေလေးပစ္စည်းတွေပျောက်တာပြတ်တာရှတာရေတွေပါတယ်ဆော့ရင်လည်းဆွဲကြိုးတွေပြတ်ကြွားတာလက်စွပ်တွေထွက်ကြွားတာအဲဒါမျိုးတွေရစားဖြစ်တတ်တယ်။ တကူခိုးခံတဲ့တဲ့ဂိမ်းတွေရှိတယ်။လူရင်းလူရောင်နောက်ကြောင့်ဓာတ်နဲ့ထုတ်တဲ့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအနောက်အချက်တွေကြုံရတဲ့ဂိမ်းရှိတယ်။အတွင်းရန်လေးတွေရှိတော့သတိထားပါဘောနော်။အဲ့တော့ဒီကလာမှာအင်္ဂါသားသမီးတွေကံရထားမှုအပြည့်အဝရအောင်အပြည့်အောင်အစိမ်းအောင်အဖြူအောင်ပွမ်းအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ။ဒါအပြင်ဗရိမနိုင်ပန်းမင်းမျိုးပန်းပိန်ပန်းသစ္စာပန်းရောင်စုံအဲ့ဒီပန်းတွေကိုမင်းမျိုးယုံကြည်ကိုယ်ပိုင်တဲ့ဖခင်မှာဖခင်ပန်းကရာဖြစ်စေနေအဲ့ခါနေမှာအလားပေါင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါ။ အဲကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေပေါ့လေအဲကျွန်တော်လည်းအညံ့နေကင်းပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းအောင်ရေရာလေးခြေကြရအောင်ရေရာလေးနဲ့ဘာလုပ်ကြမလဲတဲ့စီထမင်းနဲ့ဘရာကျော်၅ခုကိုရန်တန်ကားတို့ကိုလောင်းလို့ပြအောင်လောင်းလို့ပြလိုက်ပါမိမိတို့အလိုရှိရာဆန္ဒလေးဆရာပြုစုတော်ခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေပြေဝလာလိုက်မယ်ဒါအပြင်ကိုယ့်ထက်နွမ်းပါတဲ့သူတွေကိုအဝတ်အစားလေးတွေဒါနပြုလူတန်းပေကံဒါနပြုပြအောင်ပြုပေးလိုက်ပါဒါဆိုတော့အညံ့နေအေကံမုတ်ချပြေပြောက်တော့ပါလိမ့်မယ်အင်္ဂါတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ် ပြည့်တုံကြပါစေလို့ဆရာစမုံကောင်းတောင်းမိပါတယ်